အဲ့အခုဘာပြမလဲဆိုလို့ချင်းတို့တွေခဲကန်းအစ်စ်နော်ခဲကန်းအစ်စ်ကိုဘယ်လိုစတုံးမလဲဆိုတာအဲ့အရင်အရေးကြီးတယ်ဟုတ်ကဲ့အခုလက်ရှိကငါကြီးတို့ပေးထားတဲ့ဥစ္စာတွေကပြီးကြလို့ရှင်ဘာလို့မလဲဒီခဲကန်းထိတ်အောက်ကလေးတွေပါလေးတွေနောက်ပိုင်းတုံးရမှာလေးရှိမယ်အဲ့တော့လောလောဆယ်မှာဒီကောင်ကတော့ရိုးရိုးဒါပုံမှန်ပါတဲ့ကမ်တစ်ပေါ့နော် TIM tip လို့ခေါ်တယ်ဟုတ်နော်အဲ့တော့ gam tip ပေါ့အဲ့ဒီ gam tip တွေကို ရေရှည်သုံးနိုင်မှာဖြစ်မှာရေရှည်သုံးတာထိမ့်သိမ့်နိုင်မှာတော့အဆင်ပြေလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကြလို့ရှိရင်မင်းတသေးလေးတွေသုံးအောင်အဲ့ဂန်းထိတ်ထီကိုတို့ကပါပါလေးအဲ့ဟိုဒီတသေးလေးထိတ်ထီကိုအပူပေးထားတာဖြစ်တဲ့အတွက်မင်းတို့တွေမထိမ့်သိမ့်တတ်လို့ရှိရင်ပြန်ပါဖုံးတစ်လုံးပြင်တစ်ချောင်းလဲဆိုပဲနဲ့အဆင်ပြေခုကဈေးတွေကတက် ဟုတ်နော်အဲ့တော့အရန်သေးတဲ့ကောင်နေဆိုလို့ချင်းခန်းခန်းထိတ်တက်ကပို့ပြီးတော့ဈေးကြီးတယ်တချို့ဟာတွေဆိုလို့ချင်း9000ဝန်းကျင်အထိကိုပေးရတာမျိုးရှိတယ်အရန်ကောင်းတဲ့ဟာတွေဆိုလို့ချင်းအဲ့တော့တို့တွေကအာကောင်းကောင်းကြကြထိမ့်သိမ့်နိုင်မှုလို့တယ်အဓိကအဲ့ဒါကိုပြောချင်တာဒီသင်ခန်းစာမှာရမလားအဲ့တော့ခဲကန်းတစ်အစ်စ်ပဲဖြစ်ဖြစ်ခဲကန်းအစ်စ်ပဲဖြစ်ဖြစ်ပေါ့အဓိကတော့ဒီထိတ်ကအသက်ပဲဟုတ်နော်အခုမှဆိုလို့ချင်းဒီမှာ2ရောင်ဟုတ်လား2ရောင်ဟိုပျော်လို့ထည့်ပေးထားတာမဟုတ်ဘူးနော်ဒါအဲ့ဒီမှာပါတယ်โอเค အဲ့ဒါအနက်ရောင်လေးနဲ့အဖြူရောင်လေးနဲ့တချို့ဂန်းနေဆိုလို့ရှိရင်ဒီအနက်ရောင်နေရာလုံးဝအဖြူရောင်ဒါပေမဲ့အဲ့အဖြူရောင်နေရာကထိတ်ကအဖြူရောင်နေရာနဲ့ကွဲကိုကွဲတယ်အရောင်ကရှေ့ထိတ်ကဘာဟိုဟာဖြစ်တာလဲဆိုလို့ရှိရင်ဒီထိတ်ကခဲဆွဲဖို့အတွက် area ဟောနော်ဒီထိတ်မှာပဲခဲရှိရမှာနောက်မှခဲလဲမရှိဘူးရှိမှလည်းမဟုတ်ဘူး ဟုတ်ပါတော့တကယ်ခဲကန်ခဲဆော်တဲ့အခါမှာ တို့တွေထိတ်မှာပဲဒီခဲမှာပဲထိတ်မှာပဲခဲရှိလိမ့်မယ်ရမလားအဲ့တော့အဲ့ဒီထိတ်မှာတို့တွေကြီးတွေတအားကက်နေပြီဆိုလို့ရှိရင်ငါတို့ခဲခဲကခဲမပြောကန်ထိတ်ကြက်မဲနေတယ်သိရမလားခဲဆော်မဲနေရအောင်တွားပြီးတော့တို့မယ်ဆိုလို့ရှိရင်တေချာပေါ့ခဲမပြောတဲ့ပြဿနာကြီးဖြစ်မယ်အဲ့ချိန်ကျလို့ရှိရင်အပူချိန်လို့ရတဲ့ကောင်းတယ်ဆိုလို့ရှိရင်တအားအပူချိန်မိမယ်ချိန်လေးမပြောလေးအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ နောက်ပိုင်းမှာအဲ့လိုမျိုးတွေဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးလုံးဝမလဲဆိုလို့ရှိရင်စတီးပတ်လေးအဲ့တော့ဂန်းထိတ်ရှင်းမှုတဲ့စတီးပတ်လေးတွေရှိတယ်ဟုတ်အဲ့ဒါမျိုးလေးတွေကဆက်ခဏခဏပြောင်းရယ်ဒီဒီဟိုဒီကောင်ကတော့ဘူးကတက်တက်ပေါ့လေနော်ဒီကောင်ကနည်းနည်းတော့ဟိုဖြစ်နေပြီအဲ့တော့ဒီထဲမှာမလောက်ရလဲဆိုတော့ဒါမျိုးလေးလာပေါ့ရယ်ဟုတ်နော် အဲ့တော့သူကသူ့မှာ level တွေတော့ရှိတယ်ခဲခဲကန်းထိတ်ကပုံမှန်လောက်ပဲဆိုလို့ရှိရင်ငါတို့ညအဝိစုတ်လောက်နဲ့ပုတ်လို့ရတယ်ရမယ်နော်အဝိစုတ်ကိုရှင်းအဝိစုတ်လောက်နဲ့ပုတ်လို့ရတယ်ပုတ်လို့ရှိရင်ဘလို့လုံးမလဲမရောအဲ့လောက်သေးလေးနဲ့မရောလက်ပုံပေါ့ဟုတ်မလားနည်းနည်းကြည့်တဲ့ဟာမှာဆင်ပြေမှာโอเคအဲ့တော့ခဲကန်းထိတ်ကပူရာဖြစ်တဲ့အတွက်ငါတို့တွေကကြီးတွေလည်းလာကတ်တယ်သဘောပေါက်လားအဲ့လိုမျိုးမျိုးစုံဖြစ်မှာ အဲ့တော့ကြောင်ရတဲ့ကာကြာလို့ရှိရင်ငါတို့တွေဘလို့ရှင်းမလဲဘလို့ထိမ့်သိမ့်မလဲဆိုတော့အခုသေချာကြည့်မယ်ပြီးလို့ရှိရင်မလုပ်မလဲဆိုတော့မလုပ်ရမယ်ဆောင်းရံဆောင်းရံနေပြောပါဟုတ်နော်အခုအဲ့နီလန်တိုင်းတော့မင်းတို့တင်တဲ့ပြည့်တဲ့ထိလုံးဝသေသေးချာချာသုံးလို့ရတယ်ကြားမနော်ဟုတ်ဒါမတင်ထားဘူးဆိုလို့ရှိရင်တရက်ထဲနဲ့ထိတ်ကျိုးသွားတာတို့မဲသွားတာတို့ပဲ့သွားပြီတော့လို့အဲ့လိုမျိုးဆိုလို့ရှိရင်အဆင်မပြေဘူးငါတို့စားဖက်လောက်ရတာနေမကမယူဖြစ်သွားလိမ့်မယ်အဲ့တော့ရေရှည်သုံးနိုင်လေး ကောင်းလေပဲတချို့ကကြတော့ခဲကန်းကိုဖိပြီးတော့လုပ်တယ်ဒါတွေပြောမယ်ဟုတ်လားတာခဲမပြောဘူးဆိုလို့ရှိရင်ဘာလို့ကြအမှန်တော့ဟိုဂျီးကန်နေလို့မပြောတာအပူနေလို့မပြောတာမျိုးစုံဖြစ်တတ်တယ်ခဲကမာလို့လို့ဘာလို့အဲ့လိုမျိုးဖြစ်တယ်အဲ့ချိန်မှာဘာလို့လဲစိတ်ကတားလောပြီးတော့တားဖိပြစ်လာတယ်ဒီအောက်ကိုဟုတ်နော်ဖိလိုက်တဲ့ခါမှာဘာဖြစ်တာကျိုးသွားတာရောကောက်သွားတာရောအဲ့ဒါဆိုလို့ရှိရင်တော့တေးကြပြီအဆင်မပြေတော့ဘူးအဲ့ဥစ္စာကရမနော်အဓိကထိမ့်သိမ့်နည်းကိုတိလို့ရှိရင်ဘယ်လောက်ကောင်းတဲ့ ဘလောက်ကြာကြာမခံတဲ့အရာတွေမင်းတို့တွေအကုန်လုံးမလုပ်လို့ရတယ်။အကြာကြီးခံအောင်တုံးလို့ရမယ်။ရမနော်။အဲ့တော့နံပါတ်1အချက်ကငါတို့ဘာရင်လုံးအောင်မလဲဆိုလို့ချင်းခဲကန်းကိုပါဝါမကြွေးခင်မှာငါတို့တွေသေချာကြည့်မယ်။ဟုတ်နော်။သေချာကြည့်တော့တနေုံထိုင်ကြီးခိုင်းတာပေါ့နော်။အဲ့တော့ခဲ area တွေပါလေသေချာကြည့်ဒါဟိုအဆမလို့ဒီလိုပြောတာနော်။နောက်မှညကျွမ်းကျင်သွားလို့ချင်းကြီးလိုက်တာနဲ့တန်းပြီးတော့တည်သွားလိမ့်မယ်။ Okay အဲ့တော့ပါဝါကြွေးလိုက်မယ်။ပါဝါကြွေးတဲ့အခါမှာဗာမဲ့ तू စပြီးတော့ပူလာမယ်ဒါအားလုံးသိပြီဒါ။ အရင်ဆုံးဘာလုပ်ရမလဲဆိုတာအရင်အရေးကြီးတယ်ရမလားခဲကန်းတစ်ခုကိုပါဝါဖွင့်လိုက်ပြီဆိုတာနဲ့အရင်ဆုံးလုပ်ရမှာဘာလုပ်ရမလဲဆိုလို့ရှိရင်ခဲကျွေးရပဲဘာလုပ်ခဲကျွေးရမယ်ဆိုတော့သူ့ရဲ့ဒီခန်းဂန်းထည့်ရဲ့ tip ကိုဘာလုပ်ပြရမလဲခဲလေးကျွေးရလိမ့်မယ်အဲ့တော့ကြည့်ပါအဲ့တော့ဒါအပူပေးထားတဲ့အချိန်နေအဲ့တော့လက်ရှိဒီဂန်းကတော့အပူလာတာကြာတယ်နည်းနည်း အနောက်ပိုင်းကျလို့ရှိရင်ငါကြီးတို့ပစ္စည်းဟိုဟာဖြစ်ပြီးတော့တေချာတဲ့ဟာတွေကောင်းတဲ့ဟာတွေသုံးပါဒီရှိမှဆရာရှိမှရှိရဲ့ဂန်းတွေကိုပြပေးမယ်နော်ရေးပြောပြီလားမပြောသေးဘူးနည်းနည်းကြာတယ်ကောင်းโอเคရိုက်နော်အဲ့တော့ဒါမျိုးပါလို့ပြရမလို့ခဲခဲကျွေးပြရရမယ်နော်အဲ့တော့နံပါတ်1ချက်ကငါတို့တွေကဖွင့်ပြီးလို့ရှိရင်ဒီတိုင်းအရင်ဆုံးပြင်မထားဘူးဘာလို့ရမလဲဆိုတော့ဒါမျိုးခဲ အရင်ကြွေးရမယ်သူခဲဝအောင်လို့ရမလားအရန်ကြီးကြီးတယ်အစ်အစ်အစ်မှာဆိုလို့ရှိရင်ဒါအမြဲတမ်းလောရမယ့်အရာတစ်ခုအဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်ပြီးလို့ရှိရင်တို့တွေကဒီခဲကိုအောက်ကလေးကိုဒါမျိုးလေးခါချလိုက်ဘေးကိုမခါနဲ့နော်ဘေးကိုမခါနဲ့နော်အဲ့ဒါကြီးကြီးအဲ့တော့ Okay အဲ့တော့ဒါမျိုးလေးခါချလိုက်ခါချလိုက်လို့ရှိရင်ဘာဖြစ်လို့လဲရပြီဒီတိုင်းဆိုလို့ရှိရင်ဒီလောက်ဆိုရင်အဆင်ပြေပြီဟုတ်ပါနော်ဒါဆိုလို့ရှိရင်ခဲရောက်သွားပြီဟုတ်နော်ဒီလိုတစ်ဆက်ထဲမှာပဲတို့တွေက ဘာလို့မလဲဆိုတော့ခဲရဲ့တဘာဝကိုလည်းသိရမယ်ထင်းရှူးစီမပိုင်ဒါဟိုနေ့ကတို့တွေပြောထားတာเนาะထင်းရှူးစီရဲ့တဘာဝရမလားအဲ့တော့ခင်းရှူးထင်းရှူးစီလေးနည်းနည်းကြွေးရအောင်မကြွေးရင်ဘာဖြစ်မှာလုံးလုံးမတွတ်တော့ဟုတ်တယ်မကြွေးရင်မတွတ်တော့အဲ့တော့ဒါမျိုးလေးကြွေးပြရမယ်ဟလားရမယ်เนาะရလားရလားโอเคအဲ့တော့ဟုတ်ပြီ အဲ့လိုကြွေးပြီးပြီဆိုတာတို့တွေအခုဘာလုပ်ရမလဲဆိုတော့ခဲကန်းအသက်ပဲကျွန်တော်တို့ကြွေးရမှာလားမင်းတို့ငါတို့သုံးပြီးလို့ရှင်ခဲကန်းသုံးပြီးလို့ရှင်ဟုတ်ပြီနော်ဟိုအိမ်ပြန်တော့မယ်လက်စားတွေပါအကျင့်ပြီးတော့မသုံးတော့ဘူးဘာညာဆိုလို့ရှင်ထင်းရှူးစီလေးနဲ့ဒီခဲလေးကိုတွတ်နေအောင်ကြွေးကြွေးပြီးလို့ရှင်အောက်ကိုတစ်စက်လောက်ပြန်ခါချခါချပြီးတော့မှဘာလုပ်ရမလဲကန်းစတမ်းပေါ်တင်ပြီးတော့ပါဝါပိတ်အဲ့လိုမျိုးလုပ်အဲ့ဒါဆိုလို့ရှင်လုံးဝတမိတမောသုံးလို့ရတယ်ရမနော်ရိုးရှင်းလေးပဲနော်ဘာမှမခက်ဘူးနော်အဲ့တော့မလုံးဝမဲ့အရာတွေရှိတယ် ခဲခဲရဲ့သဘောတဘာဝဒီတို့တွေဒါအခုကတော့အစ်စ်ဟုတ်ပြီဒီမှာခဲကိုတို့တွေအကြာကြီးထားကြည့်အောင်ကြာလာလို့ရှင်ဘာဖြစ်လာလဲဆိုတော့ဒီလိုမျိုးခဲရလည်းမတွက်တော့ဘူးဒီတိုင်းကြာကြာထားလေဘာဖြစ်လာလဲမဲလာမှာဟုတ်ပြီနော်ဒါအပူပေးထားတာဟုတ်ကွာဟုတ်ပြီနော်ဂန်စတန်ပေါ်မှာအကြာကြီးထားထားပြီဆိုလို့ရှင်ဘာလို့မှလာဆိုတော့မဲသွားလိမ့်မယ်ထားထားလို့ရှင်မဲသွားလို့ရှင်လုံးဝမလုံရမယ့်အရာတခုရှိဟုတ်နော်ပြူပြဲနေအောင်တေချာမှတ်ထားမှရမှာနော်ဓာတ်နဲ့လုံးဝမချင်းနဲ့ ဒါနဲ့ဆိုတော့ကျွန်တော်ကက်ကြီးနဲ့ရလာလဲမမင်းနဲ့နော်ကက်ကြီးနဲ့လည်းမရအောင်ဘာနဲ့မှမရအောင်အဲ့တော့ထတ်တဲ့အရာတစ်ခုနဲ့ချစ်လို့အဆင်မပြေဘူးအဲ့တော့ဘလို့ရှင်းမလဲအဲ့ဥစ္စာကိုတစ်ချက်ဟောပြပြီးပြောမယ်အဲ့တော့ခဲကန်းတွေကိုတို့တွေကရှင်းတဲ့ခါမှာတို့တွေထင်းရှုစီအကျန်းဟုတ်ပြီနော်ဒါမျိုးထည့်ပြီးတော့ရှင်းလို့ရတယ်ဟုတ်နော်အဲ့အချိန်မှာဘာဖြစ်တတ်လဲဆိုလို့ရှိရင်တို့တွေကခဲကခဲကန်းထိတ်မှရှိနေတဲ့အမဲဆက်တွေကဘာဖြစ်သွားလဲဆိုတော့ထင်းရှုစီရယ်ရောက်သွားလိမ့်မယ် ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ဒါလက်ရှိကတော့အသည့်ဆိုတော့အရန်ကြီးတော့မတိတာသေးဘူးကြာကြာထားလေပိုတိတာလေဖြစ်လိမ့်မယ်အဲ့အချိန်မှာဘာဒီဟာနဲ့လှုပ်လို့မရရင်ဟုတ်ပြီနော်ဒီတိုင်းလှုပ်လို့မရရင်နောက်တစ်ဆင့်ထပ်တက်ပြီးတော့လောအဲ့ဒါဘာလဲဆိုအဝတ်ဆုံးဘာလဲအဝတ်ဆုံးနဲ့ဘယ်လိုတုံးလဲကြည့်အောင်စိန်ခံပြီးတော့မပုတ်နိုင်ပေါ့နော်ဟုတ်နော်ဒီမှာဖော့ဖွားလေးပဲဒီကြည့်နော်အားလုံးဒါမျိုးဒါမျိုးလေးပဲခဲကန်လေးကိုလှည့်ပြီးတော့မြင်မြန်လေးပဲတချို့ကတည်းကဒါမျိုးလေးပဲလှည့်တယ်လောင်းနေနော်အဲ့ဒါဟုတ်ပြီနော် အဲ့လိုလုပ်ပြီးသွားလို့ရှိရင်ဂျီလဲအထိုက်တဲ့နေရာပျောင်သွားလိမ့်မယ်ပြီးရင်နောက်တစ်ခုကကြည့်အောင်ကျွေးတဲ့ခဲတွေပါမဖြစ်တော့မှာမရှိတော့ဟုတ်ပြီနော်သူခဲဆွဲဖို့နေရာကုတ်တင်တော့ပါတော့ပါလိမ့်မယ်အဲ့ချိန်မှာဘာပြန်လုပ်အောင်မလဲသူကမတုံးတော့ဘူးဟေးဆိုဘာပြန်လုပ်အောင်ခဲပြန်ကျွေးရမှာမကျွေးရင်ကြည့်ခဲကန်းကိုခဲကန်းနဲ့ခဲနဲ့တွေ့လားမဆွဲတော့တွေ့လား တွေ့လားတွေ့လားတွေ့လားကဲအဲ့လိုဆိုငါတို့ကဘယ်လိုခဲစော်ကြရမလဲနော်တခါတလေကြလို့ရှင်ခဲကန်းကိုခဲမမရောက်စေချင်တဲ့အခါမျိုးဆိုလို့ရှင်လည်းဒီတိုင်းသုံးလို့ရတယ်အထားရင်နော်အထားရင်နော်ရမလဲနော်โอเคအဲ့တော့ဘယ်လိုပြန်လုပ်မလဲဒီကခဲဆွဲရခဲဆွဲအောင်ပါသုံးမယ်သင်ရှုသည်သုံးမယ်โอเคကြည့်အောင်နော် မြင်ရလားသူတောင်းကပ်ပြီးပြေးနေမြင်ရတော့ဆွဲလာခုကန်တိတ်ကတိတ်မကောင်းโอเคထားအဲ့တော့ဘာပြန်လုပ်မလဲဆိုလို့ရှင်တို့တွေအဝိဆုံးနဲ့ပြန်ပို့ဘာဖြစ်လာလဲဆွဲသွားပြီတွေ့လားတို့တွေအဝိဆုံးနဲ့ပို့ပြီးတော့စကားပြောနေတော့ကြာချိန်တော့မှဘာဖြစ်တော့ तू ြီးနေတော့မှမရအောင်တော့တော့ပေါ့လားအဲ့တော့ပြန်ပုတ်မယ်ပြန်တို့မယ်ရမလားโอเคအဲ့တော့ပက်ပက်လဲကိုဘာလုပ်အောင်မလဲဒီတိုင်းကျွေးရလဲโอเคကြည့်အောင်တို့ရီမြန်မြန်လေးကျွေးလိုက်အောင်ရမလားအဲ့တော့ထင်းရှူးစီလဲတုံးပေးရတယ်ဘာလုပ်ရအောင်အဝေးဆုံးနဲ့လဲပြန်တုတ်ပေးရတယ်ဘာလုပ်တော့ ူကပူအပူဝေးရဖြစ်တဲ့အတွက်ငါတို့စကားပြောနေတော့မှရင်ခဏလေးတွင်းမှရင်ဘာဖြစ်သွားလဲကြီးပြန်ကတ်တဲ့သဘောရမလားအဲ့တော့လုံးဝမလုံးအောင်ပါပါလဲဒါနဲ့မချစ်ရမှာဒါနဲ့ချစ်လို့ရှိရင်ဘာပေါ်လာလဲဆိုတော့တို့တွေဒီအထက်တဲ့ကြီးချောင်းပေါ်လာတယ်ကြီးလွာပေါ်လာတယ်အဲ့ကြီးလွာပေါ်လာလို့ရှိရင်လွန့်ပြလိုက်တော့အိုက်ခဲကန်တိတ်အဆင်မပြေတော့ဟုတ်နော်အဆင်မပြေဘူးအဲ့ဒါရမနော် Okay. ဲ့တော့အခုဘာဆက်လုပ်မလဲဆိုရင်တဲ့နောက်တနည်းကတကယ်လို့မှအဝေးဆုံးနဲ့ပို့လိုက်လို့မရဘူးဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်မလဲတဲ့ခုနပြောတဲ့စတီဘတ်ရမလားရဒီဘူးလေးဝယ်ပြီးတော့အိမ်ကစတီဘတ်ထည့်လဲရတယ်ကိစ္စမရှိဘူးဟုတ်ကဲ့အဲ့ဒါလေးနဲ့ရမလားဟုတ်ကဲ့ အဲ့ဒါဒီကောင်ဆိုလို့ရှိရင်လည်းဘာဖြစ်သွားလဲအခု3ရင်းနဲ့တော့မဖြစ်သွားတော့မဲမဲလာလိမ့်မယ်โอเคရိုက်လားပြေးသွားလိုက်လားရမယ်နော်အဲ့လောက်ဆိုရပြီနော်โอเคအဲ့တော့ခဲကျွေးလို့ရှိရင်တို့တွေကအကုန်ပြောင်းသွားတဲ့အချိန်မှာတတိထားရမှာခဲလုံးထဲမှာဒီလိုနှစ်ပြီးကျွေးမအောင်အဆင်ပြေရနော်ရိုက်လားโอเคအဲ့တော့ဒီမှာဂျီလေးတွေကတ်နေတွေ့လားတွေ့လားတွေ့လား ဲ့ဒါကိုထင်းရှူးစီထဲမှာနှစ်လိုက်ရမယ်နော်โอเคအဲ့တော့ကြည့်အောင်အဲ့တော့ဒီစတိပတ်နဲ့မရသေးတာအကြောင်းတော့မရှိဘူးဒါတော့အားတော့နည်းနည်းပိုဆိုက်ရတာမြင်ဖြစ်ရင်ဖြစ်မှာပေါ့နော်ကောင်းကောင်းကောင်းနည်းနည်းသူကအမြင်နဲ့သုံးနေတယ်ကွာအဲ့တော့ဒီထင်းရှူးစီကိုပြောခြင်းတယ်ဒီထင်းရှူးစီဒီကောင်ကနေတစိမ့်လို့ခေါ်တာအငွေလဲတအားထွက်တယ်သူ့အနံ့ကဟိုတို့တွေပါလဲ ဘာနဲ့နဲ့တူလဲဆိုတော့ဗာလဲအေးဗောထင်းရှူးစီပါဗာထင်းရှူးစီနဲ့ထင်းရှူးစီနဲ့အောင်မှာဗာလဲဆိုတော့ဗာလဲငါတို့အာမင်းနေငါဘယ်သူဖျားနေမင်းနေလျှောက်သီးဆေးပြားလို့လို့ဗာလို့နဲ့အဲ့အဲ့နဲ့ရအငွေ့ရလဲကြည့်အောင်ရှယ်ထွက်တာအဲ့တော့ဒီထင်းရှူးစီကတားပွက်တယ်အဲ့တခါကြလို့ရှိရင်ခဲကန်းအထိတ်ကရှင်းမရဘူးတားတွေဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်ငါတို့ကဒီဟာနဲ့သုံးပြီးတော့ဗာလို့ရှင်းရအဲ့တော့စာကိပုတ်ပုံမှာဒီကောင် ိတ်မတုံးစေခြင်းဘူးသိလားဒီကောင်ဒီကောင်ကဘာပဲအရန်ပွက်တယ်အရန်စူးစူးပွက်ပွက်ရှိတာဖြစ်တဲ့အတွက်ငါတို့ပက်လန်းနေပါလေထိနိုင်လို့အခုကပက်လန်းအရန်နှုတ်တယ်လေသောပေါ့လားအဲ့တော့ဟိုဒါမျိုးတစ်စိတ်လေးတွေပေါ့တုံးလို့ရတယ်မြင်လားဒီဘက်ကင်မရာမှာကြည့်တယ်နော်တွေ့လားတွေ့လားတွေ့ပါပြီဆက်ကြည့်အောင်โอเคအဲ့တော့ဒါလေးနဲ့ ရှင်းလို့လေရတယ်ရမယ်နော်အဲ့တော့ကိုကမတုံးတော့ဘူးဆိုလို့ရှိရင်ဘာလုပ်မလဲထင်းရှုစီ sorry ဒီခဲကန်းထိတ်ကိုဒါမျိုးလေးခဲကျွေးပြီးတော့မှဘာလုပ်မလဲတိမ်းမယ်အဲ့ဒါဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးရမယ်နော်ခဲကန်းဟိုထိတ်မှာကြီးပိတ်နေလို့မပြောတာလားခဲကန်းမပူလို့ပြုံမပြောတာလားဒါတွေကိုသိရမယ်မဟုတ်လို့ရှိရင်ခဲမပြော့ဘူးဆိုရင်ဘာလုပ်ဇွကြီးဖိတာလေးဒီလိုအလုံးပေါ်မှာဖိရင်ဖိရင်နဲ့ဘာဖြစ်လဲကျိုးသွားတာတို့ကွာတို့ရမလား โอเคတုံးတယ်မလားအရင်မခက်ဘူးเนาะအဲ့ပုံမှန်လေးတိုင်းအဲ့တိုင်းပဲမင်းတို့ပစ္စည်းကိုတေချာတုံးမယ်ဆိုလို့ရှိရင်ငါတို့နောက်ပိုင်းပစ္စည်းတွေထိအကြ ాయి ခံလိမ့်မယ်ရမလားเนาะပြီးရင်နောက်ပိုင်းမှာတို့တွေတုံးရမယ်ခဲကန်းပုံစံပြောပြမယ်တို့တွေအများဆုံးတုံးရတာဒီအချွန်ထိတ်ချွန်လဲတုံးရတယ်ဒါဆိုလို့ရှိရင်တေးသေးလေးတေးလေးကဘယ်လောက်သေးလဲဆိုတော့တော်တော်သေးတယ် ဒါကအထိတ်ဓာသွားပုံစံမျိုးဒါကရှေ့ရမထက်ဘူးเนาะဓာသွားပုံစံမျိုးအပြားလေးတွေအဲ့တော့ဓာမျိုးလေးတွေတုံးရတာလေးတွေလည်းရှိမယ်နောက်ပိုင်းဆိုလို့ရှိရင်ငါကြီးတို့ဘာလို့မှဓာတွေပဲတုံးအောင်မှာဟုတ်เนาะပစ္စည်းဒီကောင်သေးလေမင်းတို့အလုံးလို့ရတာခဲကန်းထိတ်ခဲကန်းထိတ်ကသေးလေအလုံးလို့ရတာအဆင်ပြေလေပဲငါတို့ဖုံးပြင်းတဲ့အခါမှာတုံးတာเนาะမင်းဒီပစ္စည်းအကြီးကြီးတွေပြင်မယ်ဆိုလို့ရှိရင်တော့ဗာလေကန်းအကြီးကြီးတွေတုံးအောင်ပေါ့ဒီမှာဆိုလို့ရှိရင်တနက်ကန်းရှိတယ်အေးတကယ်တနက်မုံเนาะတနက်ပုံနဲ့ကန်း အဲ့ဒီကောင်ကဒီကောင်ဆိုကြည့်ပဲနေလိုက်မို့ရှင်းကြည့်ရမလားအဲ့တော့ခုနဆရာပြောလိုက်တယ်ဒီကောင်တော်မှကြီးနေပြီဟုတ်နော်ဒူဒူတယ်ဒီညာဘက်ကပြတဲ့ကောင်အဲ့ဒီကောင်တော်မှကြီးနေပါပြီဆိုမှဒီကောင်ဆိုပို့ဆိုတယ်အဲ့တော့တို့တွေကဒီမိယာမြင့်ဆက်တို့ဘာလို့အတန်ဆက်ဆက်တွေလို့ခဲဆိုရတာရရန်ကြီးတယ်ဆိုလို့ချင်းဒီလိုဂန်းနေနေမှာအဆင်ပြေတယ် အဲ့ကိုဆက်ပြင်းတဲ့ပုံမှာမူတည်တာပေါ့လေငါတို့ကတေးသေးမောမပစ္စည်းတွေပြင်တာဖြစ်တဲ့တော့ဘာလို့ဂန်းသေးသေးလေးတွေဝယ်ရတယ်အဲ့တော့အရင်ကများတယ်ဟောအရင်များသလိုအမျက်ကလည်းများပါတယ်ရမယ်နော်โอเคအဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ငါတို့တွေဒီနေ့ဟိုဟာဖြစ်တဲ့အခါမှာတို့တွေအဓိကငန်းကြီးတို့ရစီရတယ်ဒီနေ့ဆော့ရမယ်မင်းတို့လူကြီးနေနေကလေးနေနေဒီနေ့ကစားကြသူငယ်ဘဝပြန်သွားကြသူ ဘာလို့ခဲနိုင်မှုလိုတယ်ဘာနိုင်မှုလိုလဲခဲနိုင်မှုလိုတယ်ခဲကိုကောင်းကောင်းနိုင်နိုင်နင်းနင်းဖြစ်ပြီဆိုလို့ရှိရင်နောက်သွားမဲ့တင်ကန်းစာတွေကိုသိချသွားလို့ရတယ်အဲ့တော့ဘာလို့ခိုင်းမလဲဆိုလို့ရှိရင်ကြည့်ရအောင်အဲ့တော့ငယ်ငယ်တုန်းကကလေးတွေလို့ဆေးရောင်လာလာခြေကြဆိုတော့အဲ့တော့ဒီကောင်ကိုခဲကြည့်ရင်ကျွေးလိုက်မှပြန်ပြီးတော့ ခဲကန်းထိတ်အခြေအနေကိုကြည့်လေမြင်ရလားနည်းနည်းညွ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 လေးဖြစ်နေနော်ဟုတ်လားသင်းရှိစီတွေ့လိုက်မယ်သင်းရှိစီတွေ့ရမှာရိုးရိုးမတို့နော်မှွေပြီးတို့တာအရင်မှွေတာမျိုးမဟုတ်ဘူးအဓိကကွာပွတ်တိုက်မှုရကြတယ်ဟုတ်ပါလားအဲ့အဲ့လိုမျိုးတွေ့လိုက်တယ်တွေ့လိုက်တဲ့အခါမှာထင်းရှူးစီကိုလည်းကြာရှည်ခံအောင်တုံးနည်းရှိတယ်ဒီမှာဆိုလို့ရှိရင်တွေ့တယ်ဒါမျိုးရှိတယ်မလားဆရာတို့ကျောင်းသားဘွားတော်ကလည်းအဲ့တိုင်းပဲတုံးလာတာညာဘက်ချမ်းပဲတွေ့တာခဲကန်းတွေ့ဟုတ်နော်စာကိပုဘုံမှာခဲထင်းရှူးစီကြွေးခြင်းဘာလို့ အဲဒီဘက်ချမ်းရယူတာအဲ့တော့ဘာလို့အချမ်းချင်း AC ပဲတုံးလို့ရမဟုတ်လို့ချင်းတပူးလုံးညစ်ပတ်သွားရင်အတန့်ကြလို့ချင်းအတန့်လိုချင်းလို့နောက်တပူးဝယ်ရမယ်လို့ပါလို့ဖြစ်ကုန်မယ်နော်โอเคအဲ့တော့ကြည့်နည်းနည်းလေးဘာဖြစ်သွားလဲတန့်သွားအရင်ကတော့မသိတာလေနော်ရလားရသွားပြီနော်โอเคအဲ့တော့ဒီအချိန်လေးမှာမပါလို့မလဲဆိုတော့ခဲ ပြန်ကျွေးအောင်ဆရာမျက်နှာမမြင်ရတော့ရမလားဒီဒီအောင်ခဏခဏလှုပ်ပြရအောင်နော်โอเคအဲ့တော့အခုဘာလှုပ်ရမှာလဲဆိုတာပြပြစနော်အဲ့တကောင်လေးခဏဖယ်လိုက် တို့ဒီမှာခဲရှိတယ်နော်ခဲလေးကိုဘာလုပ်လိုက်လဲဆိုဒီတိုင်းလေးဖြက်လိုက်နည်းနည်း1ဒီမှာတစ်ခုကြံလေးရပြောဘူးเนาะဒါလေးဒါလေးပြောကြံ ီကောင်လေးတွေဝယ်လို့ရတယ်ဟုတ်လားဒါလေးကရေစိမ်ပြီးသုံးရတာเนาะအဲ့တော့အဝတ်ဆုံးနဲ့ပုတ်ဖို့အတွက်အဆင်မပြေဘူးဆိုတော့ဒါနဲ့လည်းအတူတူပဲအဝတ်ဆုံးနဲ့သဘောတရားရမယ်နော်ဒီကောင်ကရေစွတ်မှဒီလိုမျိုးပြော့ပြီးတော့ဖောင်းလာအစားဝယ်ဝယ်ချင်းဆိုပါလဲမမကြီးရမယ်နော်အဲ့တော့ဒီကောင်လေးနဲ့လည်းဘာလို့လို့ပို့လို့ရတယ်နော်အဲ့တော့ခုတို့ကဘာလောက်မှလဲဆိုလို့ရှိရင်တို့တွေကไอ้เคโอ้เอาไปเปลี่ยนเสื้อ ော်နော်ဘာလို့မလဲခဲကန်းနဲ့ပဲတို့တွေဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်ဘာလို့မလဲပြင်ဆက်ရမှာရအောင်နော်โอเคအဲ့တော့ဆရာလက်ကင်ထားတာကိုမြင်ရလားခဲကန်းကိုဒါမျိုးဘောပင်ကင်တာမျိုးရှိတယ်အခုဒါမျိုးလေးကင်လိုက်တာမြင်ရလားလက်ကိုဒါမျိုးလေးဆွမ်းနာဒါမျိုးကင်တာအခုဒါမျိုးလေးကင်အဲ့တော့ဒီခဲဆက်လို့ရှိရင်ဒီဘေးကအသားနဲ့ဘာလို့မလဲသွားပြီးတော့ခဲတိုးခြင်းလို့ ရမလားပြန်ပြမလားနောက်တစ်ခါဖြတ်လိုက်မယ်အရင်တိုးပြီလို့တဖြည်းဖြည်းနဲ့တိုးဝင်သွားတယ်ပဲဖြစ်တတ်တယ်မကြည့်ဒါမျိုးဒါမျိုးဒါမျိုးအဲ့လိုမျိုးလေးလေကြုံအောင်ပါအဲ့မှာ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 အခုဒီမှာကြည့်ကြိုက်တဲ့လောက်ဆက်မရတော့ကြည့်နော်ဘာလို့မရတော့တာလဲဆိုလို့ရှင်ဒီထိတ်မှာဘာဖြစ်လာခဲကជីជីပြီးတော့လာတယ် အဲ့တော့ခဲရှိနေဘာဖြစ်မှာလဲခဲရှိနေဆက်လို့အဆင်မပြေဘူးမလို့ရမလားပြန်လုပ်မယ်အဲ့တော့ခဲကိုအကုန်ရှင်းရှင်းပြီးဆက်ကွေသွားရင်ပြောတော့တစ်ချက် sorry okay ရရနော်အဲ့တော့ဒါမျိုးဆက်မယ်ခဲဝယ်အဲ့တော့အရေးပြောနေတာဖြစ်တဲ့အတွက် တိုင်းတော့နည်းနည်းပတ်မယ်အဲ့တော့မင်းတို့ဘာလုပ်ရမလဲဘယ်လိုဆော့ရမလဲဆိုလို့ရှိရင်ဒါလေးတွေနဲ့တို့တွေခဲကိုတေချာကျွေးပဲဒီဟာရသွားလို့ရှိရင်ခဲနိုင်သွားလိမ့်မယ်အဲ့တော့အရင်တန်းတွေတော့မြင့်မှန်ပုံလေးတွေလောက်တာတို့ပင့်ကူပုံလေးတွေလောက်တာတို့ကြိုက်တာလောက်လို့ရတယ်အိမ်ဆောက်တာတို့ကတော့ရမယ်နော်ပြီးရင်အဲ့အောင်မဖြက်ပြစ်နဲ့နော်ပြရမလားအကျွန်တော်လှုပ်လို့ရသွားပြီဆိုတော့နည်းနည်းမှတ်တရတပုံလေးပါလေရရအောင်လို့ပြောတာဟောနော်ဒါပြီးမှတို့တွေဘာလုပ်မလဲဆိုလို့ရှိရင်ငါတို့တွေဘုတ်ပေါ်မှာငါကြီးတို့ခဲနိုင်သွားပြီဆိုလို့ရှိရင်ဒီလိုပစ္စည်းလေးတွေ ဒါမှမဟုတ်တို့တွေကဝေးတွေကမစရသေးဘူးပလန်းတွေအကြောင်းကိုမပြောရသေးပေမဲ့ပလန်းတွေတစ်ခုနဲ့တစ်ခုနဲ့အဆက်အသွယ်ပြတ်ပြီးဟေးဒါမှမဟုတ်လို့ရှိရင်ဒါမှမဟုတ်ကကင်မရာမြောင်ကင်မရာမှာဘိုးကလည်းမရောက်နေဘူးဆိုလို့ရှိရင်တခြားဘိုးရောက်တဲ့နေရာနေပါလို့ပြရမယ်ကျိုးဆက်ပေးရမယ်ဟုတ်ပါလားအဲ့တော့ဒီအိမ်ကမီးလိုင်းပြတ်သွားလို့တခြားဘေးအိမ်ကနေပြီးတော့မီးဆက်မီးနဲ့ယူသွဲသလိုပဲရမလားအဲ့တော့ ဒီ socket ကိုဘိုးမရောက်ဘူးဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ socket ကိုဘိုးမရောက်ဘူးဆိုလို့ရှိရင်ဘိုးရောက်တဲ့နေရာတနေရာကနေပါလောက်အောင်ကျိုးဆက်ပြီးတော့ကြော်ပေးရမှာအဲ့ဒါကိုဂျမ်ပါကြော်တယ်လို့ခေါ်တာ